ချစ်စရာကောင်းတဲ့တင်းမိတ်လေးရင်းနဲ့ပါတီဆော့လို့ရှိရင်တော့ရိုမာဆိုတဲ့ရိုးကတော်တော်လေးကိုပြောစရာကောင်းပြီးတော့ကိုကဖမ်းနိုင်ရဖမ်းနိုင်တယ်လို့ကိုရဲ့တင်းရလေကို့နောက်မှာအမြဲတမ်းပါနေတာဖြစ်တဲ့အတွက်ရိုမာဆော့ရတာပြောစရာကြီးပါတင်းနဲ့ဆော့နေတာဖြစ်တဲ့အတွက် enemy ဘက်ကဘာစပေးသုံးသားရေးညာစပေးသုံးသားရေးငါကတော့ဒီမှာ vision ပြထားရဲမင်းကတော့ဒီနားလေးကိုဝင်လိုက်ဆိုတော့ information တွေကအချင်းချင်းဖလှယ်လို့ရရဲဆိုပေမဲ့လေးပဲ public နဲ့ဆော့ရင်တော့ဒီစိတ်ချမ်းသာမှုတွေကအကုန်လုံးပြောက်ွယ်သွားပါလိမ့်မယ် public နဲ့ရိုမာဆော့ရင်တော့ကိုကဘလောက်ကြီးပဲ run run ဘလောက်ကြီးပဲ vision ပြပြဒီလိုမျိုးဘက်တွေနှောက်နေလေကိုဘက်ကမေး ရလဲတည်နေသလားအောင်မရအောင်လုံးဝမလာတဲ့အပြင်ဂျန်ငယ်လာဖြစ်တဲ့ကြွားရလဲအေးမြေပုံမပါဘူးထင်ပါတယ် ဲ့ဒီလိုစိတ်ချမ်းသာတရားကောင်းတဲ့အချက်တွေကြောင့်ပဲ public romari ဆိုတာကရှားတဲ့တဲ့ရှားလာပြီးတော့ public မှာ roma ဆော့ရဲ့လူတွေများကချောင်ရုံးတို့ selina ရုံးတို့ natalia ရုံးတို့ seba ရုံးတို့အဲ့ဒီလိုမျိုး damage ရုံးတွေပဲဆော့လာကြတော့တာပါဒီအချက်တွေကိုကောင်းကောင်းနားလည်မွန်တွန်းကလှုပ်ပေးတင်တာကြာပြီဖြစ်တဲ့တနည်းအားဖြင့်တော့ဗျာလှုပ်ကိုလှုပ်ပေးတင်နေတဲ့ roaming adjustment ကိုဒီ upgrade patch မှာပဲမိတ်ဆက်ပေးတော့ပါတယ်အစားကဒီ roaming adjustment video ကိုကျွန်တော်အရှိမရှင်းပြခဲ့တဲ့ upgrade patch video နဲ့ပေါင်းပြီးတော့လုပ်မယ်ဆိုပြီးစဉ်းစားခဲ့တယ်ဆိုပေမဲ့လည်းပေါင်းပြီးလုပ်လိုက်လို့ရှိရင်ကျွန်တော်က၄ရောရှိမှနဲ့ဗာနဲ့ဆိုရင်မိနစ်၄၀လောက် ကြာတိုင်းနေတာဖြစ်တဲ့အတွက်အရှိအတိတ်ကလည်းဖုန်းနဲ့လုံနေရတာဖြစ်လို့ပြောရရင်ကျွန်တော်ဖုန်းကမိနစ်40သာဗီဒီယိုကြီးကိုထမ်းဆောင်တော့မှုအတွက်ဝင်မနိုင်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတက်တက်ခွဲလုပ်လိုက်ရတာပါကျွန်တော် intro winner လည်းများသားပြီးလီကျော်ရှီယာလည်းများသားပြီးဆိုတော့ roaming adjustment နေစီသွားကြတာပေါ့ မောင်းဆုံးအချက်ကိုမပြောခင်တွေးကြတဲ့အတိုင်းပဲကျွန်တော်တို့ဘက်ကဆလီနာကဟော်ဒီကဒါယာဟစ်ဆိုတဲ့ရိုးနဲ့ဖနက်တရံဝယ်လိုက်ပါပြီဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲ၅မိနစ်မပြည့်သေးတဲ့အချိန်ကာလမှာဆိုရင်တော့ဖြင့်ကျွန်တော်ကဂိုးလိန်နာကင်ထားရဲဆိုပေမဲ့လည်းရိုးမှာဖနက်ကိုဝယ်လို့ရသေးတယ်ဒီလိုနဲ့အောက်ပလေးတွေအထက်ပလေးတွေပြရင်းနဲ့210ဆိုတဲ့ KDA အနေထားကိုရောက်သွားပြီးတော့၅မိနစ်ကျော်သွားပြီဆိုတဲ့အချိန်ကာလတစ်ခုမှာဆိုရင်တော့ဖြင့်ကျွန်တော်အနေနဲ့အားလုံးတွေးကြတဲ့အတိုင်းပဲရိုးမင်းဖနက်ကိုလုံးဝဝယ်လို့မရတော့ပါဘူးပြောချင်တာကဘာလဲဆိုတော့ဗျာအရင်တော့က10မိနစ်ကျော်သွားလို့ဂိုးနိုင်နေလို့ရှိရင် Maxman နဲ့ ESB လိန်နာရဲ့ရိုးမှာဖနက်ကြီးကိုဝယ်ပြီး ိုဂိုးတွေဖမ်းကြရယ်ဆိုပေမဲ့လည်းအခုလက်ရှိအချိန်မှာဆိုတော့ပြင်အဲ့ဒီလိုလုံးလုံးလုံးဝလုံးဝမရတော့ဘူးအရင်တော့ကပွဲနေလို့ရှိရင် Rope Net ကြီးဝယ်ပြီး ESP ကအရှေ့ကနေဘာဘာတတောင်နဲ့ခေါင်းထိုးတာတို့ ESP ကနေပြီးတော့ဂိုးတွေဖမ်းတာတို့ဘာလို့လောက်ကြရယ်ဆိုပေမဲ့လည်းအခုလက်ရှိက2မိနစ်ကျော်သွားရယ် Roma ဖနက်ကိုဝယ်လို့မရတော့တာဖြစ်တဲ့အတွက်ဒါကြီးကအဆင်မပြေဘူးလို့ပြောလို့ရရယ်ဆိုပေမဲ့ Roma ရဲ့အတွက်အထူးကောင်းမွန်လာပါတယ် Welcome to Mobile Legends ဆိုပြီးတော့ဂိမ်းထဲကိုရောက်လာပြီဆိုတာနဲ့ Romi ဖနက်ကိုဝယ်လိုက်တဲ့အခါတွေးကြတဲ့အချိန်မှာကျွန်တော်တို့စီမှာအဲ Romi ကိုဆိုရယ်ဟောဒီကဂိုးအပိုလေးတစ်ခုကိုရရှိနေမှာပါကျွန်တော်ဆိုရင်တော့အဲ့ဒီဂို လေ600ပြည့်ပြီဆိုတာနဲ့ roaming availability တွေကအတ္တိဘိတ်ဖြစ်မှာဖြစ်ပြီးတော့အခုလက်ရှိပြောင်းလဲသွားတဲ့ upgrade batch မှာဆိုတော့ပြင်ဟောရီယာဂိုလေ1000ပြည့်မှာ roam availability တွေကအတ္တိဘိတ်ဖြစ်မှာဖြစ်ပြီးတော့အရင်တုန်းကလို roam availability တွေက upgrade တင်လို့ရမှာမဟုတ်တော့ပါဘူး။နားလည်အောင်မြန်မာလူကြီးရှင်းပြရမယ်ဆိုတော့ပြင်အရင်တုန်းကဆိုရင်ဗျာကိုပြောက်ပြီးတော့ပြည့်လို့ရတဲ့ဟောရီယာကွန်စီဆိုတဲ့ roam လေးကကိုကိုများရင်များလာတယ်လို့အဲ့ဒီကွန်စီရဲ့ availability ဖြစ်တဲ့ boomers ပြည်မြန်တာက24%နေပြီးတော့60%ဆိုပြီးတော့တိုးသွားရဆိုပေမဲ့လည်းအခုလက်ရှိကတော့အဲ့ဒီလိုမျိုး upgrade တင်တာရရတော့မှာမဟုတ်တဲ့အတွက်ပုံသေးက40% movement speed ကိုပဲရတော့မှာပါအရှင် တော့ကဂိုးများရဲ့များလာသလိုပြောင်းလဲသွားပြီးတော့ upgrade တွေတည်တင်သွားတယ်တခြား rune တွေဖြစ်တဲ့ archer rune တို့ dire hit တို့ healing availability လေးတွေထည့်ပေးရဲ့ rune တွေကလည်းပြောင်းလဲသွားတယ်အရင်တော့ကဆိုရင် hotika hangar rune ဆိုတဲ့ roaming availability လေးပွင့်သွားပြီဆိုတာနဲ့ကိုရောဘေးနားမှာရှိရဲ့ကိုရဲ့ teammate ကပါ hangar rune ရဲ့ roaming availability လို့ပြောလို့ရမယ် hybrid attack တွေတိုးတာကအရင်တော့ကဆိုရင် trade ကနေပြီးတော့သူတီးထိပဲဆိုပေမဲ့လည်းပဲအခုလက်ရှိပြောင်းလဲသွားတဲ့ upgrade မှာတော့ hangar rune ရဲ့ capacity လို့ပြောလို့ရမယ် roaming availability က hotika hangar rune ရဲ့ roaming availability ပွင့်သွားပြီဆိုတာနဲ့20ထိပဲရနိုင်တော့မှာဖြစ်ပြီးတော့ပြောရရင်အဲ့ဒီ20ထိ ပဲရနိုင်တော့တယ်ဆိုတာကပုံသေးဖြစ်သွားမှာဖြစ်ပြီးတပွဲလုံးအဲ့ဒီ run ကိုဆက်လိုက်ပြီးဆိုတာနဲ့ hybrid attack ကကိုရောကိုတင်းမိတ်ကရော20အများဆုံးပဲအသေးပဲပုံသေးပဲဘာမှမပြောင်းလဲတော့ attack speed ကလည်းအရင်တုန်းကဆိုရင်အဲ့ဒီ roaming ability ကိုဆက်လိုက်ပြီးဆိုတာနဲ့50%ရတယ်ဆိုပေမဲ့လည်းအခုလက်ရှိမှာဆိုတော့ပြင်10%ကပုံသေးဖြစ်သွားပြီးဘာမှပြောင်းလဲလို့မရတော့ပါဘူးနောက်ထပ် roaming ability ကတော့ support လေးအများဆုံးအသုံးပြုကြတဲ့ favor ဆိုတဲ့ roaming ability ပါအရင်တုန်းကဆိုရင် hori က favor ဆိုတဲ့ roaming ability ကအဲပြောရရင်ဗျာကိုကသွေးတစ်ခုခု heal လိုက်လို့ဒါမှမဟုတ်ရင်လည်းရှီးတစ်ခုခုနဲ့အကိုရဲ့ team မိတ်ကိုပြန်ကာလိုက်တဲ့အခါရှီအနေဆုံးဓမ္မမုတ်သွေးအနေဆုံးကောင်ကိုပို့ပြီးတော့ကားတဲ့ availability ပါရှင်တော့ဆိုရင်များကိုကစပယ်တခုခု healing စပယ်တခုခုတုံးလိုက်တဲ့အခါကျရင်ကိုရဲ့ team mate နှစ်ယောက်ရှိရင်တောင်မှသွေးအနေဆုံး team mate ကိုသူကသွေးပို့ပေးတယ်အဲ့ဒီသွေးပို့ပေးရဲ့ပမာဏက240ကနေပြီးတော့600ထိအများဆုံးပေးနိုင်တယ်ဒါပေမဲ့အခုလက်ရှိ official server မှာပြောင်းလဲသွားတဲ့ favor ရဲ့ availability ကကျတော့အဲ့ဒီလိုမဟုတ်တော့ဘူးဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲလီလာနှစ်ကောင်ရှိတယ်ကျွန်တော်က ski one နဲ့ hi မယ်ဆိုရင်တောင်မှဟိုဘက်လီလာကသွေး400ပဲပုံတိတက်တော့မှဖြစ်ပြီးတော့သွေး400အပြင်ပို့မတက်ဘူးသွေး းလေးရထက်လေးအောက်ကိုရောမသွားတော့ပါဘူး။ရှေ့က Romeo Velody 3ကိုကိုကျွန်တော်ကစာတန်းပေးတန်းရှင်းပြနေတာဖြစ်တဲ့အတွက်နားမလည်ဘူးဆိုရင်တောင်မှ Romeo Velody တွေကကြီးကြီးမားမားပြောင်းလဲသွားတာမဟုတ်တဲ့အတွက်တိတ်ပြီးတော့ဂယူးဆိုင်စရာမလိုဘူး။နားမလည်လေပြဿနာမရှိဘူးဆိုပေမဲ့လည်းပဲ Hody ရ Dia Hit ဆိုတဲ့ room ကိုတော့နားလည်မကိုရပါလိမ့်မယ်။အရှင်တော့က Dia Hit ရဲ့ Velody ကိုပွင့်ဖို့ဆိုရင်ကျွန်တော်တို့က control spell တစ်ခုခုဒါမှမဟုတ်လေ stat တစ်ခုခုသုံးမှအဲ့ Romeo Velody ကပွင့်တာဆိုပေမဲ့လည်းပဲအခုလက်ရှိ Romeo Velody ကတော့ပြောင်းလဲသွားခဲ့ပြီ။အခုလက်ရှိပြောင်းလဲသွားတဲ့ Romeo Velody ကတော့တွေးကြတဲ့အတိုင်းပဲ basic အထက်နဲ့ ်မြန်မာလူကြီးထိုင်ခုတ်တယ်ဆိုရင်တော့မှတွေးကြတဲ့အတိုင်း roaming availability တနည်းအားဖြင့်တော့ဒါယာဟေးရဲ့ပတ်စိတ်လေးရပြည့်နေမှာဖြစ်ပြီးတော့မိုးကြိုးသွားပုံစံလေးပါအဲ့ဒီလိုမျိုးဒါယာဟေးရဲ့ပတ်စိတ်လို့ပြောလို့ရမယ်မိုးကြိုးသွားက enemy ပေါ်မှာ3စက္ကန့်တိတိရှိနေမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးရှိနေတဲ့3စက္ကန့်အတွင်းမှာကိုက enemy ကို damage ပေးရပဲဖြစ်ဖြစ်ဓမ္မမောင်ရင်လေကိုရဲ့ teammate က enemy ကို damage ပေးရပဲဖြစ်ဖြစ် damage အပိုဆောင်ထက်ရမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးအပိုဆောင်ထက်ရမဲ့ damage နည်းနည်းလေးကသွေးပေါ်လိုက်ပြီးထိမှာဖြစ်တဲ့အတွက် enemy ဘက်ကသွေးများတယ်ဆိုရင်အဲ့ဒီအပိုဆောင်ရမဲ့ damage လေးကပို့ပြီးတော့ trap မိ ်အေးအဲ့ဒါလေးကိုနားလည်အဆင်ပြေပြီနားမလဲဘူးဆိုရင်နောက်တစ်ခေါက်ပြန်ကြည့်လိုက်ပါတန်ကင်တဲ့ကောင်တွေကတော့ဒီ availability ကိုကောင်းကောင်းအသုံးချတတ်မှာဖြစ်ပြီးတော့အထူးသဖြင့် Gufra ကင်တဲ့ကောင်တွေ Urinet ကင်တဲ့ကောင်တွေနဲ့ Belarbe ကင်တဲ့ကောင်တွေကဒီ availability ကိုတိတ်ကြိုက်နေမှာဖြစ်ပြီးတော့ enemy တွေလည်းစိတ်ဒုက္ခရောက်စေမယ်ပြီးကိုကိုယ်တိုင်လည်းကေးရဖို့အတွက် chest တွေအများကြီးရှိနေပါတယ်နောက်တစ်ချက်ကတော့ကိုက run ဆိုတဲ့ဟိုရီကဖက်နှက်ကြီးကိုဝေလိုက်ပြီးဆိုတာနဲ့ရှင်းမနစ်မပြေသေးခင်အတော်အတွင်းမှာ5စက္ကန့်တိုင်း5စက္ကန့်တိုင်း5စက္ကန့်တိုင်းမှာ6ချောက်ချက်နဲ့ EHP 73ကုလာမသိဘူးရရတယ်ဗျာဒီလ ိုနဲ့ကြိုက်တဲ့လမ်းမှာကြိုက်တဲ့လိုရူမီယိုကြိုက်တဲ့လိုတေးပြီးသွားတဲ့10မိနစ်ဆိုတဲ့ကာလာအတွင်းကိုကြော်သွားပြီဆိုတော့ဖြင့်ကိုကတင်းထဲမှာဂိုးအနည်းဆုံးရုံမှာဖြစ်တာဖြစ်တဲ့အတွက်5စက္ကန့်တိုင်း5စက္ကန့်တိုင်းမှာဂိုး6ချက်နဲ့ EHP 19ခုရမယ်။အန်တမီတကောင်ကမြေပုံပေါ်ကနေ5စက္ကန့်ဒါမှမဟုတ်လေအိုက်ထက်ပို့တဲ့အချိန်အတော်တွင်းကိုပျောက်သွားလို့ရှိရင်တော့ system ကနေပြီး missile target ဖြစ်တတ်မှတ်မှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုး5စက္ကန့်ပျောက်သွားတဲ့ enemy ကိုကျွန်တော်တို့က spare တစ်ခုခုဒါမှမဟုတ်ရင်လေဗျာ vision သွားစစ်တာမျိုးပဲဖြစ်ဖြစ်တစ်ခုခုလှုပ်လိုက်တဲ့အခါ roaming ဖက်နှက်ကိုဝယ်ထားရဲ့ကျွန်တော်တို့လိုရုံမာရီအနေနဲ့ ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ vision သတ်စစ်တာပဲဖြစ်ဖြစ်ဓမ္မမော်ရယ်လည်းဗျာ enemy vision ရှိတဲ့ခြုံကိုစကေးတစ်ခုနဲ့ထူလိုက်တဲ့အခါတွေ့ကြတဲ့အတိုင်းပဲခိုး30နဲ့ ESP အနေငယ်ကိုရရှိမှာဖြစ်ပြီးတော့ကိုထူလိုက်တဲ့ enemy ကို vision သတ်စစ်တဲ့ enemy ကတော့ missed target အဖြစ်သတ်မှတ်ခံရတဲ့ enemy ဓမ္မမော်ရယ်လည်းဗျာ၅စက္ကန့်မြေပုံပေါ်ကနေပျောက်နေတဲ့ enemy ဖြစ်ဖို့တော့လိုပါမယ်အဲဒီမှာဆိုရင်ကျွန်တော်စမ်းပြမယ်ဗျာကျွန်တော်လီလာကိုပထမတစ်ချက် vision ဖော်လိုက်ပြီးပြီးအဲ့ဒီလို vision ဖော်လိုက်ပြီးလို့၅စက္ကန့်မပြည့်ခင်မှာနေနောက်တစ်ခါထပ်ပြီးတော့ vision ဖော်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒီ vision ကြီးကအလုံးမဖြစ်တော့ဘဲတင်ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲတခြားလီလာနှကောင် ကို Vision 4တဲ့အခါ960ရပါတယ်။မယ်ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ3កောင်ဆိုရင်990ရမှာဖြစ်ပြီးရောဒီကလေကိန်းပိုင်းဆိုရင်တော့ဘာမှမပြောပါတော့ဘူးဆိုပေမဲ့လည်းပဲအားလေးကိန်းမှာကလေးက Roma အနေနဲ့ level လိုတာဖြစ်တဲ့အတွက်ဒီကအရန်ကို effective ဖြစ်စေပါလိမ့်မယ်။ဒီကိုနားမလည်လူတွေအတွက်နားလည်အောင်မြန်မာလိုကြီးထပ်ရှင်းပြရမယ်ဆိုတော့ဖြင့်ဒီမယ်ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်ရင်တော့ဆော့ထားခဲ့တဲ့ Media gameplay ကို replay အနေနဲ့ပြန်ပြပါမယ်။ပြီးတော့ပွဲစားတဲ့အခါကျွန်တော်ပထမဆုံးလုပ်တာက enemy ဘက်ကဘယ်ဘက်ကိုစားလဲဆိုတဲ့ information ကိုသွားနိုင်တာပါ။ဒီမှာတိထားမှာတကူကဘာလဲဆိုတော့ enemy ဘက်ကဂိုးလိမ့်တာလွဲလို့ channel ESP လေ ိန်နာတို့ရုံမာတို့ဟိုက်ပါတို့မစ်လိန်နာတို့ကျွန်တော်တို့ဒီမက်ကနေမမြင်ရသေးတာဖြစ်တဲ့အတွက်ဒါတနည်းအားဖြင့်ပြောရရင်မစ်စင်တာဂက်လို့ခေါ်ပါတယ်ကျွန်တော်ကဘလူးဘက်စားနေရတီတီရနဲ့သွားပြီးတော့ vision စစ်လိုက်တဲ့အခါတွေ့ကြတဲ့အတိုင်းပဲမစ်စင်တာဂက်လို့ပြောလို့ရမယ်ဖိုးဘီယာကြီးနဲ့အရင်တိုးပါတယ်ကျွန်တော်ကပထမဆုံး vision ကိုဖိုးဘီယာနဲ့စားဖွင့်လိုက်တာဖြစ်တဲ့အတွက်ဖိုးဘီယာစီကနေပြီးတော့ဂိုး30ရဲ့ exp နည်းနည်းရေကိုရတယ်ဖိုးဘီယာနဲ့တိုးပြီးရဲ့နောက်မှာတော့ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ enemy မစ်လိန်နာ enemy ရိုမာနဲ့ enemy jungle လောက်ထပ်ပြီးတွေ့ပါတယ်ဒီ၃ကောင်ကလည်း၅စက္ကန့်တိတိ vision မပေါ်သေးတဲ့မစ်စင်တာဂက်တွေဖြစ်တာဖြစ်တဲ့အတွက်ဒီ၃ကောင်က နေပြီးတော့ကျွန်တော်က630အပြင်အဲ3កောင်ဆိုတော့690အပြင် EXP အများကြီးရလိုက်တာဖြစ်တဲ့အတွက်ပြောရရင် level 2ကိုချက်ချင်းတက်ရသွားမှာဖြစ်ပြီးကျွန်တော်မိတော်မှာ level 1ပဲရှိပါသေးတယ်ပြောချင်တာကဘာလဲဆိုတော့ဗျာ Roma ဆိုတဲ့ကျွန်တော်တို့အနေနဲ့ mobility များတဲ့ hero တွေကိုကင်ထားတဲ့အခါ enemy ဘက်ကဘယ်ဘက်ကိုစားလဲဆိုတဲ့ information ကိုသွားစစ်ဖို့လုံးဝမကြောက်ပါနဲ့ဒီဟာကဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ Roma တယောက်အတွက်ဘယ်လောက်ထိ effective ဖြစ်မလဲဆိုတာကိုနားလည်ကြမယ်ထင်ပါတယ်ဘယ်ဘက်ကိုစားလဲဆိုပြီးတော့ vision သွားစစ်တာကလည်းဗျာအဲတန်ဆီးလိုပင်းလို့ပြောလို့ရမယ်ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ enemy ဘက်ကဂျန်ကယ်လာ blue ဘက်ကိုအရင်မစားဘဲ နဲ့ rapper ကိုအရင်စားတယ်ကျွန်တော် rapper ကိုအရင်စားတီးတီးရက်နဲ့အဲသွားပြီးတော့တိုက်ပါတော့မယ်အဲဒီလိုမျိုးကြီးဘယ်တော့မှမလုံနဲ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီမဲ့ဆိုရင်တွေးကြတဲ့အချိန်မှာ NB ဘက်ကအကောင်ကြီးအားလုံးကကျွန်တော်ရဲ့ vision ကိုရသွားပြီဒီမဲ့ဆိုရင်တွေးကြတဲ့အချိန်မှာကျွန်တော် rapper တိုက်တယ်ဆိုတော့တို့ကတိကုန်ပြီဖြစ်တဲ့အတွက်ကျွန်တော်လိုက်ပြီးတက်ပါပြီ vision နဲ့ message ကပါလဲဆိုတော့ကိုက blue back ကို vision သွားစစ်လို့ blue back မှာ enemy မရှိဘူးဆိုရင်ဂုံတိတ်ကရှိရှိနဲ့ပြန်ဖက်ဖို့ပဲပြောချင်ပါတယ်ဂုံတိတ်ကရှိရှိပြန်မပတ်ရင်ကျွန်တော်လိုမျိုးဖြစ်ဆုံးနဲ့ကြောင်းရပါလိမ့်မယ်အရင်တော့ဆိုရင် romaria ဗျာကိုတင်းဘက်ကခေးတဲ့ခေးကိုအစစ်ရရင်ရမရရင်လဲကို ကိုယ်တိုင်ကေးရမဂိုးရည်များဆိုပေမဲ့လည်းပဲအဲ့ဒီ system ကြီးကိုမတော်တရားဝင်ဖြတ်သိမ်းလိုက်ပြီးဖြစ်ပြီးတော့ကျွန်တော်တို့ကဂိုးရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ရိုးရှင်းပါတယ်။အခုချိန်ဒီဒေါ်သာဂိုးလိုက်နာတန်နီကာလာလို့ရှင်ဟင်းအောင်တန်ကြီးမလာနဲ့ငါဂိုးရည်မင်းကိုခွဲပေးရမှမလာနဲ့ဘာညာဆိုပြီးတော့ဖူးဖူးရေမှုန့်နေကြရဲဆိုပေမဲ့အခုလက်ရှိ update မှာတော့အဲ့ဒီလိုလုံးဝမဟုတ်တော့ပါဘူး။ကိုရဲ့လေလာရီကခရီးတူတူစားနေရဆိုကြပါစို့ဗျာ။လေလာလည်းလက်ဟစ်မရကိုကလည်းအဲ့ဒီခရီးကိုလက်ဟစ်ရလိုက်တဲ့အခါအရင်တော့ကဆိုရင်တော့ကိုက level ကြီးမြင့်ပြီးတော့ကိုရဲ့လေလာဂိုးရည်နောက်ကျသွားမှဖြစ်ပြီး level ရောဂိုးရည်ရောကိုရဲ့ team ကနိုင်ပါတယ်။ မဲ့အခုလက်ရှိပြောင်းလဲသွားတာကတော့အဲ့ဒီလိုမဟုတ်တော့ဘူးဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲကျွန်တော်အနေနဲ့လီလာရဲ့ခရီးဒီကိုစားနေရေဆိုပေမဲ့လည်းလီလာကတခြားမှမပြစ်ဘူးဆိုရင်တော့မှသူ့ရဲ့ဂိုးနဲ့ ESP တွေကတမြက်တက်ဆဲဖြစ်ပြီးတော့လီလာကကျွန်တော်စားလိုက်တဲ့ခရီးရဲ့ဂိုး100ရှိတယ်ဆိုရင်များဂိုး100လုံးပြည့်ရမှာဖြစ်ပြီးတော့ကျွန်တော်ကအဲ့ဒီဂိုး100တွေက40ကိုရမှာဖြစ်ပြီးလီလာရဲ့ဂိုးကိုလုံးဝထိခိုက်မှာမဟုတ်ပါဘူးဆလီနာက April Bash ကိုကောင်းကောင်းဖတ်တယ်နေတူပါတယ်ဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲကျွန်တော်ရဲ့ခရီးဒီကိုလုံးဝလာမစားဘူးကျွန်တော်ဘေးမှာပဲအများအားကတ်နေရေဆိုပေမဲ့တွေးကြတဲ့အတိုင်းဆလီနာအနေနဲ့ level 2ကိုရောက်လို့နီးနီးဖြစ်နေတဲ့အပြင်ဂိုးကလည်းကျွန်တော်နဲ့ဒန် တုလောက်ကိုသွားပါတယ်အဲ့ဒါကြောင့်မလို့ तू ကကျွန်တော်ရဲ့ခရီးဒီကိုလာစားရင်တောင်မှကျွန်တော်ကပြဿနာမရှိဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကခရီးရရနေစေဖြစ်တဲ့အတွက်ဂိုးရီကလည်းဆုံးရှုံးမှုမရှိသလို EXP တွေကလည်းဘာမှပါမသွားတာဖြစ်တဲ့အတွက်ဆလီနာကြီးဒီတိုင်းလာနေနေတောင်မှကျွန်တော်ကဘာမှပြဿနာမရှိပါဘူးဆလီနာရဲ့ကျွန်တော်တွေကဒီတိုင်းလေးသွားနေရင်ဆလီနာကျွန်တော်ရဲ့ခရီးဒီကိုလက်ဟစ်ကြီးစားမိရယ်ဆိုရင်တောင်မှအဲ့ဒီလက်ဟစ်တွေကကျွန်တော်စီယူပဲရောက်မှာဖြစ်ပြီးတော့အဲ့ဒီလက်ဟစ်ကရတဲ့ဂိုးရဲ့40%ကိုတော့ဆလီနာကရမှာဖြစ်ပြီးကျွန်တော်ရဲ့ဂိုးတွေကိုဘာမှတိကျဆုံးရှုံးမှုမဖြစ်ပါဘူးဒါပေမဲ့ဒီလိုအချိန်မျိုးမှာကျွန်တော်ကတစ်ခါလဲမှောက်သွား ါရဲ့ဗျာကျွန်တော်လိမ့်မှရှိတဲ့ခွီးတွေကိုဆလီနာစားလိုက်လို့ရှိရင်တော့အဲ့ဒီဆလီနာကိုအပြည့်ရတော့မှာမဟုတ်ဘဲနဲ့ကိုရင်50%အောင်ပဲရတော့မှာဖြစ်ပြီးတော့အရင်တော့ကလိုမျိုးစိတ်ပူစရာလည်းမရတော့ဘူးဆလီနာသာကျွန်တော်ရဲ့ခွီးတွေကိုဒီတိုင်းလွတ်မထားဘဲနဲ့စားလိုက်လို့ရှိရင်ကျွန်တော်လည်းဆုံးရှုံးမှာဖြစ်တယ်လို့သူကလည်းကိုရင်50%အောင်ပဲရမှာဖြစ်တဲ့အတွက်သူ့အတွက်လည်းနင့်တာစီပါတယ်အဲ့ဒါကြောင့်မလို့ဂိုးလိန်ကိုလာရုံးတဲ့အခါဂိုးလိန်နာအိမ်ပြန်သွားလို့ရှိရင်အဲ့ဒီဂိုးလိန်ရဲ့ခွီးတွေကိုမစားဘဲနဲ့ဒီတိုင်းပိတ်သေးထားခြင်းကနှစ်ဦးနှစ်ဖက်အတွက်အကျိုးရှိတယ်မှာဖြစ်ပြီးတော့ကိုကလည်းကိုရင်40%အောင်ရတယ်ကိုရဲ့တင်းမိတ်ကလည်းကိုတစ်ချက်မှမရတာဖြစ်တဲ့အတွက်နှစ်ဦးနှစ်ဖက်လုံးတို့ ွက်အဆင်ပြေနေပါလိမ့်မယ်။ကြည့်စတော့ကကျွန်တော်ဒီကနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။ကျွန်တော်အနေနဲ့အခုလက်ရှိအပ်တည်နေရတာကကပ်ကတ်နဲ့မုတ်ပင်နဲ့တိုင်းကိုင်းမာစတာကြီးနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်အတန်သွင်းရလည်းတိတ်ပြီးမမိုက်သလိုအရင်တော့ကလိုမျိုးအတန်တွေကိုဖြတ်ဆက်ညက်လုံးလို့မရတာဖြစ်တဲ့အတွက်အတန်ကိုလေးကားကောက်လောက်ပြန်သွင်းနေရတာပါ။ဗီဒီယိုက editing တိတ်ပြီးအဆင်မပြေဘူးဆိုပေမဲ့လည်းပဲအဆုံးထိကြည့်ပြီးတူတူရောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော် Mouse Mike မှာနောက်နေ့နောက်နေ့ကြရင်လည်းမတူညီရဲ့ content တစ်တင်နဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲပြီးခဲ့ကြပါစေ။ဘိုင်ဘိုင်ပါခင်ဗျာ။